ေါက်ရွှေဈေးဟာတစ်ကြက်သားကိုငွေကျပ်9သိန်း2000ဝန်းကျင်အထိရှိလာပြီးရွှေဈေးဟာနောက်ရက်တွေမှာလည်းအမြင့်ဈေးမှာပဲဆက်လက်ရှိနေနိုင်တယ်လို့သိရပါဗျ။ပြည်ရင်းအခောက်ရွှေဈေးဟာမေလပထမပတ်အတွင်းကစတင်ပြီးတရိပ်ပြလာခဲ့ကနှစ်ပတ်ဆက်တိုက်အမြင့်ဈေးမှာရပ်တည်နေတာဖြစ်ပါတယ်။မေလ7ရက်နေ့ကတကြက်သားကို7.3သိန်းကျော်ကိုမြင့်တက်ခဲ့ပြီးတဲ့နောက်ဆက်လက်ဈေးမြင့်တက်မှုတွေဖြစ်ပေါ်ခဲ့ရာတကြက်သားကို8.3သိန်းကျက်အထိဈေးမြင့်တက်မှုရှိခဲ့ပါတယ်။ အခုလိုပြည်ရင်းရွှေစင်းညစ်တဲ့နေမှုအပေါ်မြန်မာနိုင်ငံရွှေလုံငန်းရှင်အသင်းရဲ့အတွေ့အမှုဦးကျော်ဝင်းကအခုလိုပြောကြားထားပါတယ်။အယောင်းဝယ်အသမီးအေးတယ်။ဥရရွှေဆိုင်နေအားလုံးအယောင်းဝယ်လေးအေးကြတယ်။ဟုတ်ကဲ့။အရင်ဘက်ကလည်းအယောင်းမဝယ်ကြဘူး။ဒေါ်လာငွေလဲနှုန်းတက်လို့တာသူတက်နေတယ်။အဲ့လိုမျိုးတော့ရှိမှာပေါ့။ဒါပေမဲ့ပစ္စည်းအထက်နည်းနည်းနည်းတဲ့မှန်နေမှန်နေဒေါ်လာငွေလဲနှုန်းတွေတက်နေလို့တက်နေ။လမ်းလာတော့ဒေါ်လာငွေလဲနှုန်းတော့ဥစ်စ်တင်လာတော့စိတ်မကြနိုင်ဘူး။အဲ့တော့ဟိုရွှေစည်းတဲ့ ိတ်မကြနိုင်ဘူးဒါပေမဲ့အရန်တက်မယ်လို့ဥမတင်တက်ဖို့စိတ်အလားအလာလည်းမမြအောင်ဒီပောင်ရင်းကျင်မဲ့သွားနေမကောင်းနိုင်မကောင်းနိုင်တဲ့အကြောင်းရင်းကိုပြောပြမယ်ဟိုကြောင်းဖွင့်တဲ့ຢာဒီရောက်တာစပိုင်းနောက်မိုးဝင်တဲ့ຢာဒီရောက်တာစပိုင်းဒီနှစ်ခုကြောင့်မလို့အကြောင်းဝင်မကောင်းနိုင်အေးတဲ့အပါဝါလျက်အဲ့နှစ်တိုင်းဖြစ်နေကြတယ်နိုင်ငံတကာဈေးကွက်မှာဈေးမြင့်တက်မှုအနည်းငယ်ဖြစ်ပေါ်ချိန် ြည်ရင်းနိုင်ငံချောင်းငွေလဲလှယ်ရေးဈေးကွက်မှာဒေါ်လာဈေးနဲ့မြန်မာငွေလဲနှုန်းမြင့်တက်မှုဖြစ်ပေါ်လာကြောင်းအခောက်ရွှေဈေးဟာအရင်ကျက်6,800တောင်းကျော်ကနေအခုအခါကျက်9,300ကျော်ကိုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။နိုင်ငံတကာရွှေဈေးကွက်မှာလည်းမြင့်တက်မှုတစ်ဖြည်းဖြည်းဖြစ်ပေါ်လာခဲ့ကအရင်ကတအောင်စားကိုဒေါ်လာ1,160ကျော်ရှိရာကနေတအောင်စားကိုဒေါ်လာ1,194 1,198အထိမြင့်တက်လာခဲ့က မေလ24ရက်နေ့မှာတော့နိုင်ငံတကာမှာရွှေတအောင်စာကိုဒေါ်လာ1200ကျော်အထိပေါက်ဈေးရှိလာခဲ့တယ်လို့သိရပါဗျ။မေလ25ရက်နေ့မှာတော့နိုင်ငံတကာရွှေဈေးကွက်မှာတအောင်စာကို1205ဒေါ်လာကျော်ရှိနေပြီးပြည်ရင်းဈေးကွက်မှာတော့အခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်8300ဝန်းကျင်ရှိခဲ့က15ပေးရီတစ်ကျပ်သားကိုတော့ငွေကျပ်6300ကျော်ပေါက်ဈေးရှိနေပါဗျ။ ပြည်ရင်းရွှေစင်းနှုံးဟာနိုင်ငံတကာရွှေစင်းနှုံးအတက်အကျပေါ်မှာမူတည်ပြီးဈေးနှုန်းအတက်အကျဖြစ်ပေါ်နေတာဖြစ်တဲ့အတွက်အရင်ကနိုင်ငံတကာရွှေစင်းနှုံးအတက်အကျတည်ငြိမ်မှုမရှိခင်မှာပြည်ရင်းရွှေစင်းနှုံးကတော့အမြင့်ဈေးမှာပဲကြာရှည်ရည်တည်နိုင်မှုမရှိဘူးလို့သိရပါဗျ။